မကွေးတိုင်းတဲကနေရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့ကိုကုန်စည်စည်းစင်းရမှာအဓိကရေးပါတဲ့စောကြောက်တုကတ္တရာကားလန်တဲကတောင်နယ်ရတချို့ပြိုကျပြီးလမ်းပိုင်းတချို့ပျက်စီးခဲ့တာကြောင့်လမ်းသစ်ဖော်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလမ်းပိုင်းမှာစောမြို့နယ်တံမောင်တရားနဲ့လေကြီးရင်ကြီးရွာကြတနေရာကပေ150အရှိရှိတဲ့ကတ္တရာလမ်းပိုင်းဖြစ်ပြီးစက်တင်ဘာ25ရက်နေ့လယ်3နာရီကျော်မှာမိုးရွာပြီးတောင်မြေပြိုကျရာကတဆင့်ကတ္တရာလမ်းဟာမြေစာတွေနဲ့အတူလမ်းတစ်ဖက်ရှိပိန်းချောင်းတွေကိုပြိုကျတဲ့အပြင်လမ်းပေါ်မှာလည်းတစ်ပင်တွေပါလဲကြပိတ်ဆို့နေတာလို့ဆိုပါတယ် တောင်ကပြိုပြီးရာဣကြလာတယ်ပြီးရာကတ်တရာလမ်းပေါ်ကိုပြိုတာအမှပေ150လောက်တော့ပြတ်သွားတယ်ပြီးရာလမ်းကတစ်ဖက်ဘေးက6ကဘာဆိုတော့ကတ်တရာပါပဲ့ကြတာဆန်ကယ်တွေကတော့တွားလို့မရသေးဘူးပြစတေမန်26ရက်ဒီကနေ့မှာတော့ချောင်းထဲကိုပြိုဆင်းသွားတဲ့ကတ်တရာလန်းအစားမြေပြိုကျနေတဲ့တောင်မီစာတွေကိုရောမင်းကြီးဆရာတော်ဦးဆောင်ပြီးပဟိုးတွေနဲ့လမ်းသားနေရာချဲ့ပြီးမြေသားလန်းဖော်ဆောင်နေတယ်လို့ဆိုပါတယ် တရားလမ်းက6ထဲုံလေးအမှကြာတော့တာဆိုတော့လမ်းကတက်တက်ဖောက်အောင်မှာအဲ့ဒါလောလောဆယ်တော့ရောမင်းကြီးဆရာတော်ဥဆောင်လုပ်နေတယ်အဲ့ဒါလမ်းကမနေ့ဖန်လောက်မှာပဲပြီးမယ်ထင်တယ်လက်ရှိမှာလမ်းတစ်ဖောက်ဆောင်နေတာကြောင့်ကုန်းကားတွေခီးတဲ့တင်ကားတွေစိုင်းကယ်တွေဟာဆောမြွနယ်ကတဆင်းကြောက်ထုမြွနယ်ခံကောမြွနယ်ဘက်တွေကိုသွားလာလို့မရသေးဘူးလို့သိရပါတယ် လမ်းမိုင်းပြိုကျပျက်စီးသွားခြင်းမိုးရွာသွန်းနေတဲ့အတွက်ကုန်တင်ကားတွေဒေသခံခီးသွားတွေတွာလာမှုမရှိခဲ့လို့လမ်းမိုင်းပိတ်မိတာတွေလည်းမရှိခဲ့ဘူးလို့ဒေသခံတွေစီကတီးရပါတယ်